တောက်ကြသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတောက်ကြသားသမီးတို့အတွက်ကို2025ခုဆယ်လပိုင်းအော်တိုဘာလအတွက်ကိုတလစာဗေဒင်ဟောစနဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဆယ်လပိုင်းအော်တိုဘာလဆိုတာကျွန်တော်တို့မြန်မာအနေနဲ့ဆိုရင်သတင်းကျွတ်ကာလဖြစ်ပါတယ်မိုးလေကင်းလို့သတင်းကျွတ်ကာလဖြစ်ပါတယ်အလောက်ကင်ခွင်လန်းနေပေါ်ပြလာတဲ့ကာလတော့ပျော်ပွဲရှင်ပွဲတွေနဲ့အလှတန်းကိစ္စမင်္ဂလာကိစ္စတွေအစီစီစဉ်ဆောင်ရွက်ကြတဲ့လတ်လာဖြစ်ပါတယ်ပွဲခမ်းနားတွေနဲ့เนาะ ဲ့လိုပဲလူကြီးမိဘတွေကိုကာရောစာဆိုတဲ့ကျေးဇူးဆက်ခြင်းပူဇော်ကြတော်ခြင်းဆိုင်ရာကိစ္စတွေကောင်းမှုကုသိုလ်တွေပြုလုပ်ကြတဲ့လတလဖြစ်ပါတယ်အင်မတန်ပါပဲမင်္ဂလာရှိတဲ့လပျော်ရွှင်စရာကောင်းတဲ့လကျေနွစရာကောင်းတဲ့လတလဖြစ်ပါတယ်အဲ့တော့ဒီဆယ်လာပိုင်းသတင်းကျွလာအဒီဆယ်လာပိုင်းဆိုတဲ့ကာလမှာတောက်ကြသားသမီးတွေအနေနဲ့ဘာတွေထူးခြားချက်တွေဖြစ်ပေါ်လာနိုင်လဲဆိုရင်တောက်ကြသားသမီးတွေအနေနဲ့ဒီဆယ်လာပိုင်းဆိုတဲ့ကာလမှာအပြောင်းအရွှေ့ကိစ္စတွေ ပေါ်ပေါက်တက်ပါတယ်ထူးထူးခြားခြားအပြောင်းရွှေ့တွေကကောင်းသောပြောင်းရွှေ့ခြင်းဖြစ်မယ်ကောင်းသောပြောင်းလဲခြင်းဖြစ်မယ်အပြောင်းရွှေ့ဆိုတာအိမ်နေရာအပြောင်းရွှေ့လဲဖြစ်တဲ့တယ်အလုံးနေရာအပြောင်းရွှေ့နော်နောက်ဆုံးအိမ်ရာအပြောင်းရွှေ့တွေဖြစ်ပေါ်လာတတ်ပါတယ်အဲ့လိုအပြောင်းရွှေ့တွေကလည်းကောင်းသောပြောင်းရွှေ့ခြင်းဖြစ်မယ်ကောင်းသောပြောင်းလဲခြင်းဖြစ်မယ်အလုံးထဲမှာပဲအဲအတွင်းလေးရနေဒီဌာနတွေဟိုဌာနကိုပြောင်းရတာလည်းဖြစ်တတ်တယ်ဒါမှမဟုတ်ဒီလောက်ကနေတခြားအလုပ်ကိုပြောင်းရွှေ့ကြခြင်းဆိုတာတွေလည်းကြုံတွေ့ရတတ်တယ် အဲ့လိုပဲအပြောင်းအရွှေ့ကိစ္စတွေဟာဒီချိန်ကာလမှာအထူးကောင်းမွန်ပါလိမ့်မယ်ကိုကပြောင်းကျင်နေတယ်အပြောင်းရင်ကောင်းလားမကောင်းလားစဉ်းစားမနေနဲ့ကိုယ့်ရဲ့ပြောင်းရွှေ့ခြင်းကိုယ့်ရဲ့ပြောင်းလဲခြင်းကိုယ့်ရဲ့ချိန်အပြောင်းလဲတွေဟာကောင်းသောပြောင်းလဲခြင်းတွေဖြစ်ပါလိမ့်မယ်အဲ့ဒီလိုပဲကိုယ့်ရဲ့မကောင်းတဲ့ကံအညံ့နေရနေပြီးတော့ကောင်းတဲ့ကံတွေကိုရုတ်တရက်ကြောက်ရလာမှာဖြစ်ပါတယ်ကောင်းသောပြောင်းလဲခြင်းတွေကြုံတွေ့ရမယ်ကောင်းတဲ့ကံနိမိတ်တွေကြုံတွေ့ရမှာဖြစ်ပါတယ်နော်အောက်ဆုံးကလူတော်မှာပဲပြန်ပြီးတော့ အပေါ်ရောက်လာမယ်အဲ့တော့ပြောချင်တာကတော့ကိုကအပေးဖြစ်တော့အထုခံသမ ्या ဒီချိန်မှာကိုကတူဖြစ်တဲ့အလဲကိုရောက်ပြီးနော်အောက်ကနေပြီးတော့စင်ပေါ်ကိုပြန်ရောက်လာမယ်ကံနေအခွင့်လန်းနေပြန်ကောင်းလာမယ်ဆိုတဲ့နမိတ်မျိုးဖြစ်ပါတယ်အဲ့တော့ဒီချိန်ကမျိုးမှာခยีကိစ္စတွေထူးထူးခြားခြားအဆင်ပြေအောင်မြင်မယ်ခยีကိစ္စခยีနီးတွေခยีဝေးတွေနော်အလောက်ကန်အခွင့်လန်းတွေတိုးတက်အောင်မြင်တာတက်တယ်အဲ့တော့ဒီချိန်ကမျိုးမှာ အောက်ကြသားသမီးတွေအနေငယ်တတိထားမဲ့ကိစ္စတွေကတော့အကြီးအကဲနဲ့ပတ်သက်ပြီးတော့အနေငယ်စိတ်နှောက်ယှက်ဖြစ်ရတဲ့အကြီးအကဲကိစ္စတွေနော်အိမ်တွင်းရေးအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအနေငယ်စိတ်ကတိကောင်းလေးတွေဖြစ်တတ်တဲ့ကာလမျိုးဖြစ်ပါတယ်နော်အိုးအိမ်ကိစ္စအိမ်တွင်းရေးကိစ္စလေးတွေစိတ်နှောက်ယှက်ဖြစ်ရတဲ့ကာလမျိုးဖြစ်ပါတယ်ဒီချက်တွေကတော့အနေငယ်တတိထားမှာဖြစ်ပါတယ်အဲ့တော့တောက်ကြသားသမီးတွေဒီဆယ်လာပိုင်းဆိုတဲ့ကာလမှာ စနေနံပစ္စည်းတွေအသက်ဝင်လာတဲ့တဲဥပမာအဝက်ထဲဖနက်တို့ထီးတို့နာယီတို့နော်စနေနံပစ္စည်းတွေအသက်ဝင်လာတဲ့တဲအဲ့လိုပဲစနေသားသမီးတွေကရှိရနေပြီးတော့အကူအညီအထောက်ပံ့ကောင်းတွေကိုလည်းရရှိတတ်ပါတယ်အထူးသဖြင့်လူမျိုးကွဲတွေရဲ့လူမျိုးသားတွေရဲ့အကူအညီမဆမှုတွေကိုရရှိတတ်ပါတယ်နောက်ထီးတွေပါတယ်ထိုးတဲ့ထီးကိန်းထီးကံကောင်းမွန်နေတဲ့လာတလာဖြစ်ပါတယ် တော့အခြေရေးကိစ္စတွေအိမ်တော်ရေးကိစ္စတွေကတော့အနည်းငယ်စိတ်ကတိကောက်ဖြစ်စရာလေးတော့ကြုံတွေ့တတ်တဲ့ကာလမျိုးဖြစ်ပါတယ်အိမ်လူရေးကိစ္စနော်အိုးအိမ်နဲ့ပတ်သက်တဲ့ကိစ္စတွေပြောင်းရွှေ့ခြင်းပြောင်းလဲခြင်းတွေပေါ်ပေါက်လာတတ်တယ်အိမ်တော်ရေးကိစ္စတွေမှာအနည်းငယ်စိတ်ကတိကောက်ဖြစ်ရတတ်ပါတယ်အော်ကျမ်းမာရေးအနေနဲ့ဆိုရင်ဥကောင်းနဲ့ပတ်သက်တဲ့ကျမ်းမာရေးမျိုးတွေအနေငယ်သတိထားရပါလိမ့်မယ်။ခေါင်းအုံသားတို့ခေါင်းမူသားတို့ နော်ဇကြောတက်တာဇကြောထိုးတာမျိုးတွေကြုံတွေ့တတ်ပါတယ်ဒီချိန်ခါမျိုးမှာအဲတောက်ကြသားသမီးတွေအနေနဲ့ကဒီချိန်ခါမျိုးမှာအကျိုးပေးတဲ့ခဏအနေနဲ့ဆိုရင်တုံညတို့နော်တစ်တို့အဲ့လိုခဏတွေအကျိုးပေးတဲ့လာတလာဖြစ်ပါတယ်အဲ့တော့ဒီချိန်ခါမျိုးမှာအကျိုးပေးတဲ့အရာအနေနဲ့ဆိုရင်အနေရောင်တို့နော်အနက်ရောင်တို့အကျိုးပေးပါတယ်ဒီဆယ်လာပိုင်းဆိုတဲ့ကာလမှာ တော့တောက်ကြသားသမီးတွေဒီဆယ်လာပိုင်းဆိုတဲ့ကာလမှာမိမိရဲ့ကံစတာတွေခွင်လန်းတွေပေါ်ပေါက်ဖို့เนาะမိမိကံစတာတွေကောင်းလာဖို့ဆိုရင်မိမိအိမ်ဘုရားမှာအုံနှုတ်ခေါဆွဲလှူဒန်းခြင်းဒါမှမဟုတ်အုံသီးပါတဲ့မုတ်တမျိုးမျိုးလှူဒန်းခြင်းအပြင်တောက်ကြသားသမီးတွေဒီဆယ်လာပိုင်းဆိုတဲ့ကာလမှာအကံတွေကောင်းလက်တွေပွင့်ပြီးတော့အကြံစီတွေအောင်မြင်လာမယ်အလောက်ကင်ခွင်လန်းတွေပေါ်ပေါက်လာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတောက်ကြသားသမီးများအားလုံးအစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ အဲ့ဘေးပရာတွေဝေးကွာကြပါစေ။ကျန်းမာချမ်းသာကြပါစေ။